အီရန်ရဲ့တိုက်ခတ်မှုတွေကအီဇွေးနိုင်ငံအတွင်းမှာရှိတဲ့အရေးကြီးတဲ့နေရာများကိုထိမှန်ခဲ့တယ်လို့ဆိုပါတယ်။အဲဒါအရကတော့တဲအဖစ်မှာရှိတဲ့မော်ဆဲဌာနချုပ်နဲ့ဂလီလော့မှာရှိတဲ့အေမန်လို့ခေါ်တဲ့စစ်ထောက်လွှမ်ရေးအဆောက်အုံတို့ပါဝင်ပါတယ်။စီးကန်များစွာနဲ့တည်င်းများစွာကအဲဒီအဆိုးကိုပြုအဆိုးပြုခဲ့ကြပါတယ်။ဆိုရှယ်မီဒီယာတွေမှာလည်းတင်ထားတဲ့ဗီဒီယိုတွေကမီလောင်နေတဲ့အဆောက်အဦတွေကိုပြသနေတယ်ပေမဲ့ကျွန်တော်တို့ဘက်ကတော့အဆိုးပါဗီဒီယိုတွေကအစ်အမှန်ဟုတ်မဟုတ်တော့အတိမပြုနိုင်သေးပါဘူး။တပ်စနင်းတည်င်းအေဂျင်စီရဲ့အဆိုအရ အစ္စလာမစ်တော်လိုင်းရဲ့စောက်တာ IRGC ရဲ့လေကြောင်းအာဂရတာဖွဲ့တွေကအီမန်လို့ခေါ်တဲ့ Israel Technology Center ကိုတိုက်ခိုက်ခဲ့ပြီးတယ်ရီမှာရှိတဲ့ Mosque ရဲ့စီစဉ်ရေးစင်တာကိုလည်းထိမှန်သွားခဲ့တယ်လို့ပြောပါတယ် Israel မှာခင်မိတဲ့ကာကွယ်ရေးစနစ်တွေရှိတော့လည်းပဲအဆိုပါနေရာတွေကခုခါမိလောက်နေပြီလို့တတိယမှာဖော်ပြပါတယ်ဒါပေမဲ့လည်း Israel စစ်တပ်ကဆိုပါတက်ခတ်မှုကဘတ်စကာရနာရနေရာကိုတိမှန်ခဲ့ကြောင်းတီဟီရန် Times ကဖော်ပြခဲ့ပါတယ် အီရန်နောက်ပယ်မစီနီယာချို့ကိုတော့တိုက်ခတ်ခဲ့ကြောင်းအစ္စရေးစစ်တပ်ကလည်းပြောကြားခဲ့ပါတယ်။အစ္စရေးနိုင်ငံကဇွန်လ17ရက်နေ့က Rising Lion စစ်စင်ရေးစတင်ချိန်မှာစပြီးတော့မှနှစ်ဖက်စလုံးကအပြန်အလှန်တိုက်ခတ်ကြပြီးတော့တောက်ကြနေရတဲ့စပြီးအီရန်ရဲ့တိုက်ခတ်မှုများကြောင်းအစ္စရေးမှလူဒဒါစင်ကျော်တိဆုံးခဲ့ပါတယ်။ဒီတော့တွင်အစ္စရေးရဲ့တိုက်ခတ်မှုတွေကြောင်းအနည်းဆုံးလူ194ဦးတိဆုံးပြီး1900ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အီရန်ကျမရေးဝန်ထမ်းကပြောပါတယ်။အီရန်နဲ့အစ္စရေးနှစ်နိုင်ငံလုံးမှာရှိတဲ့လူနေထိုင်ရာနေရာတွေမှာတောက်ကြနေကတိုက်ပွဲတွေဆက်တင်ခဲ့ပြီးကြတဲ့ကလူ သေပြောင်းများတဲ့တိုက်ခိုက်မှုတွေကြောင့်ထိမှန်ခဲ့ပါတယ်။ Israel ဝန်ကြီးချုပ်ဗဂျမင်နာတာယာဟုကတော့အီရန်ကအယသားတွေကိုပြင်မထားတယ်လို့ဆွဆွဲခဲ့ပါတယ်။ Israel ရဲ့၎င်းရဲ့တိုက်ခိုက်မှုတွေကစစ်ပဲဆိုင်ရာနဲ့နျူကလ িয়ার နေရာတွေကထိမှန်ခဲ့ကြောင်းခိုင်မာပြောကြားခဲ့ပါတယ်။အနုမျိုး project တွေမှာလှုပ်ဆောင်နေတဲ့အကြီးတန်းတပ်မှုတွေနဲ့တိတ်ပဲပြန်စီအများပြားကိုတပ်ဖြတ်ခဲ့တယ်လို့လည်းသူကပြောပါတယ်။ဒါပေမဲ့အီရန်ရဲ့ထိတ်တန့်ခေါင်းဆောင်အယတိုလာအလီခမနီကိုတမဲအစီအစဉ်ကိုဆက်မလုပ်ဖို့တမရဒေါ်နယ်ထရန့်ကအစ္စရေးကိုပြောကြားခဲ့တယ်လို့အမေရိကန် အကြီးတန်းအရာရှိတူကပြောပါတယ်။ထရန့်ကနှစ်ဖက်စလုံးကိုတဘောတူညီချက်တစ်ခုရအောင်ကြိုးစားပါလို့တောင်းဆိုထားပေမဲ့ငြိမ်းချမ်းရေးမရလာခင်မှာတခါတလေတော့သူတို့ဘက်ကတွန်းလှန်ရမယ်လို့လည်းပြောပါတယ်။နေပေါ်များစွာမော်တီမှုများနဲ့လိုဝက်တက်ခဲမှုများက proxy နဲ့အဖွဲ့နေတဲ့လိုဝက်လှုပ်ဆောင်မှုတွေနဲ့တဆင့်ပြုလုပ်ခဲ့တဲ့နောက်မှာနောက်ဆုံးဒီတိုက်ပွဲကတော့အကြမ်းဖက်မှုတွေနဲ့တိတိကျကျတိုးလာနေပါတယ်။